အလုံးပဲမင်္ဂလာပါရှင်။ဘန်းရင်အထာနေမဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့စေခွန်အားဖြစ်စေနဲ့စာဆောင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။ဒီနာက notify bell လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။လောကမှာကိုကိုစိတ်ညစ်အောင် လုပ်တာလဲကိုပါပဲ။ကိုကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တာလဲကိုပါပဲ။ ိုကိုအောင်မြအောင်လုံနေတာလဲကိုပါပဲကိုကိုကြားရှုံးအောင်ပြန်လုတာလဲကိုပါပဲအဓိကကကိုရဲ့စိတ်ပါပဲစိတ်ဆိုတာအရင်ကြောက်ဖို့ကောင်းပါတယ်စိတ်ကောင်းထားတဲ့ရင်တန်မိုးရှိတဲ့စိတ်တစ်ခွက်ဖြစ်နိုင်ပြီမကောင်းတဲ့စိတ်တွေထားမယ်ဆိုရင်တော့ကြောက်စရာကောင်းတဲ့ဘေးအန္တရာယ်တစ်ခုဖြစ်သွားနိုင်ပါတယ်ကဲအဲ့တော့အရေးအကြီးဆုံးကမိမိကိုမိမိစိတ်ချမ်းသာအောင်ထားဖို့ ਨੇ တန်ဖိုးရှိအောင်နေထိုင်ဖို့ပဲမဟုတ်လားဥပမာရေနွေးပူတစ်ခွက်ကိုတင်ကြကြကင်ထားကြည့်လိုက်ပါတင်ကင်ထားသည်ကတော့အဲ့ဒီအပူဒဏ်ကိုကြိတ်မိပြီးခံစားနေရအောင်ပါပဲတင်လွှတ်ချနိုင်လိုက်မှသာတင်အပူဒဏ်နဲ့ဝေသွားပြီးအဆင်ပြေသွားမှာဖြစ်တယ်ဒီလိုပဲတင်မှရှိတဲ့စိတ်ညစ်စရာတွေကိုတင်တွေးနေတဲ့စိတ်ညစ်စရာတွေဟာပိုကြီးထွားလာပြီး သင်ဆက်ပြီးဆေးစင်ရဲနေရအောင်မှာပါဓာရီကိုမတွေးတော့ပဲဖြည့်ရှင်းဖို့နီးလဲရှာမှသာအဆင်ပြေမှာပါတချို့ကအင်အတွက်စိတ်ညစ်ကြတယ်တချို့ကချစ်သူရည်စားအတွက်တချို့ကလောအတွက်ငွေကြေးပြည့်တနာအတွက်အစားရှိတဲ့စိတ်ညစ်မှုမျိုးစုံပေါ့ဓာရီကိုထိုင်ပြီးတော့ဆေးစင်ရဲနေတာကိုကူကူပြည့်တယ်ပြီး အချင်းချနေတာပါ အဓိကမလုပ်ရမှလဲဖြည့်ရှင်းနိုင်မယ့်နည်းလမ်းရှာဖို့ပါပဲအကျိုးရှိရင်အကြောင်းရှိသလိုအခက်အခဲရှိရင်ဖြည့်ရှင်းလို့ရမယ့်နည်းလမ်းဆိုတာရှိစမြဲပါတင်းတို့လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်တုန်းကလည်းစိတ်ညစ်ဖူးမှာပါဒါတွေကအခုချိန်မှာရည်စရာတစ်ခုသာ ဖြစ်သွားတာပဲလေအတွေ့အကြုံနဲ့သင်ငန်းစာဖြစ်သွားတာပဲလေ ပျော်ရီနဲ့ပဲနေပါအပျော်ရီကိုဖန်တီးပါစိတ်ကိုတက်နိုင်တဲ့လောက်ပျော်အောင်ထားပါလောကကြီးကစင်ခေါ်မှုတွေအရေးများတယ်ဆုံရှုံမှုတန်တွေဝမ်းနေကြည်ကွဲမှုတန်တွေကို သင်မခံနိုင်ရင်စင်ခေါ်မှုတွေများတဲ့လောကကြီးကိုဘလို့ဆဲပြီးရင်ဆိုင်မလဲစဉ်းစားပါကိုကိုကိုတည်ချောင်းကျန်တဲ့နီးနဲ့ဖြည့်ရှင်းပါလားဒါဆိုတင်လုံလောက်တဲ့ရင်ကျက်မှုရှိသေးလို့ဆိုတာမမေ့ပါနဲ့ နောက်တဲ့ရေးကျက်မှုရှိသူတွေဟာကိစ္စတိုင်းကိုထက်တွက်မကြပါဘူး။ဦးလောင်မှုကိုခန်းစားနေရတယ်ဆိုတော့မေတ္တာစီမရှိလို့ပါ။ပြီးတော့အတ္တစိတ်ကြီးနေတာမိမိကိုမိမိချစ်တာမိမိလောဘကိုမိမိမြှောက်ပေးနေတာမိမိမာနကိုရှည်တဲ့တင်ပေးနေတာဒီတော့ဒါတွေမဖြစ်အောင်စိတ်ညစ်စရာတွေနဲ့ဝေသွားအောင်ဒီလိုစိတ်ထားကြည့်ပါတဲ့ ခွင့်လွန်နားလည်ပေးကြည်ပါ။နှင်းကိုချင်းစာစိမ့်နဲ့ကြည်ပါ။၃အကောင်းမြင်စိတ်လေးနဲ့ကြည်ပါ။အရင်ဆုံးငြိမ်းချမ်းသောမာကတင်ပါ။လူတစ်ယောက်ရဲ့အမားကိုမပြေချင်ဟာလေအကောင်းဆုံးကလေးစားချေခြင်းတစ်မျိုးပါပဲ။ကန်ဆူးမသွားရမိုးလိုက်လို့ရွာတဲ့မိုးလေစနစ်ရာဒီလုံးလိုက်မရနိုင်ပါဘူး။သူလဲအားချင်မအောင်ပါလေ။မုံတိုင်းပြီးရင်တော့ လေပြည်ရောက်လာစမြဲပါ အကောင်းဆုံးတွေလာဖို့အစိုးရအရင်လာလေတာပါနေရေးကိုလိုချင်လို့နေဘူးတဲ့ရက်ဆောင်နေရပါလားလို့အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါငါဒီဖြစ်နေလို့ခံရတာသူဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့မွေးကြည့်ပါလူဘွားဆိုတာတကယ်တော့ခဏတာလေးပါအဲ့ဒီမှာတင်းကထမင်းစားဖို့အသက်ရှင်နေတာလားအသက်ရှင်ဖို့ထမင်းစားနေတာလား အရင်တွေးပါကာဗွန်ချင်းတူရင်တောင်မိသွေးအဖြစ်မခံပါနဲ့တန်ဖိုးရှိတဲ့စိန်ပဲဖြစ်အောင်ကြိုးစားပါသင်အလုပ်တွေလုပ်နေရင်နဲ့ပညာတွေဆက်ရှာပါအမင်းမပြည့်လေးလာပါသင်ယူပါပြီးတော့လူသားတွေကိုအကျိုးပြုနိုင်တဲ့ပရဟိတတွေများများလုပ်ပါများများလှူပါကူညီပါဖေးမပါစိတ်ကောင်းထားပါလူသားစွာကြိုးစားပါ ကဲဒါဆိုတင်ဘွားတစ်ခုလုံးနဲ့တံမိုးရှိစွာနေထိုင်နိုင်တဲ့လူတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။စားဆောင်လေးကတော့ဒီတော့ပါပဲရှင်။နောက်လေးစိတ်ခွန်အားဖြစ်စေမယ့်စားဆောင်လေးတွေကိုတင်ဆက်ပေးသွားအောင်ပါမို့ဒီ channel လေးကိုလည်းလည်း subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။ဒီနာက notification လေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။